မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့အကြမ်းဖက်ဆစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကမနေ့ကကြာရောက်တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကိုလာတက်တဲ့အချိန်မှာမန္တလေးမြို့နန်းတွဲမှာရှိတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကို short tight ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာဆစ်ခွေးသုံးကောင်တေသွားပြီးတော့ပြေးစီထားတဲ့ဂိုးတောင်မီးလောင်ပြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလ၄ရက်နေ့မနေ့6:55မိနစ်ခန့်မှာမင်းအောင်လိုင်ကမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကိုတက်ရောက်ဖို့အတွက်ပြင်းဦးလိန်ကနေမန္တလေးကိုရောက်ရှိလာပြီးတော့နန်းတွင်းထဲမှာရှိတဲ့အလေးပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်းမှာခိတဝေရောက်တဲခိုခဲ့တယ်လို့သတင်းရတဲ့အတွက် short tight တော့နှလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မန်တက်ကသူရာပြေပွဲမှာမင်းအောင်လိုင်ကအရဲသားပြည်သူအများပြားကိုလူသားတိုင်းအဖြစ်နဲ့အကာအကွယ်ယူပြီးတော့ပွဲတက်မှာဖြစ်တဲ့အတွက်အခမ်းအနားကိုတိုက်ခိုက်တာကနေရအတိအကျဖြစ်တဲ့အတွက် ကျွန်တော်တို့အတွက်ပုံမလွယ်ကူတော့လေအယတာပြည်သူများပါထိခိုက်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့်မင်းအွန်လိုင်းခိတ္တတဲခိုရအောင်လဘခအတွင်းထဲကိုသာပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာ short တိုက်ဒုံတစ်လုံးဟာလဘခထဲမှာရှိတဲ့ပြည်စည်းတွေထားတဲ့ဂိုဒေါင်တစ်လုံးထိမှန်ပြီးတော့မီးလောင်ပျက်စီးခဲ့ပြီးလခရကစစ်သား၃ဦးသေဆုံးက၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ဒုတိယ short တိုက်တုံးဟာနန်ရယ်လဘခတိုင်းယုံရဲ့အရှိကြောက်စာများရှိတဲ့ရှေးဟောင်းဘုံပြတ်သက်ရှေ့ကိုတလုံးကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့တမ်းမိသားစုဝင်းနေတဲ့ကဈေးဆိုင်မှာထိုင်နေတဲ့အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မင်းအွန်လိုင်းကမန္တလေးတက္ကသိုလ်နှစ်တရားပြေးပွဲကိုလာတက်တဲ့အချိန်မှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို short တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်တာနန်ရယ်လဘခတိုင်းယုံအရှိကြောက်စာတွေရှိတယ်ရှေးဟောင်းဘုံပြတ်သက်ရှေ့ကိုတလုံးကြောက်ရောက်ပောက်ခွဲတာ။ တပ်မိသားစုဝင်တွေကဈေးဆိုင်မှာထိုင်နေတဲ့အမျိုးသားတုံးနဲ့အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရပြီးတော့မဟုတ်ကတော့ပျက်စီးသွားတယ်နောက်တလုံးကတော့လဘခထဲမှာရှိတဲ့ပျက်စီးထားတဲ့ဂိုဒေါင်တလုံးကိုထိမှန်ပြီးတော့မိလောင်ပျက်စီးသွားပါတယ်လခရကစစ်ခွေး၃កောင်လဲတေသွားတယ်၄កောင်ကတော့ဒဏ်ရာပြင်းထန်ရတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်အဲ့ဒီ mission ကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ No more dictatorship ship NMD PDF အဖွဲ့ People's Service Force BSF နဲ့ရတနာဘုံတပ်ဦးအဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ BWM ရဲ့ Mission 46အဖြစ်နဲ့အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။မနေ့ကမနေ့10နာရီဝန်းကျင်မှာ Main Online ကမန္တလေးတက္ကသိုလ်ရာပြည့်အခမ်းအနားကိုတက်ရောက်ပြီးတော့ဖွင့်ပွဲဖွင့်လှစ်ခြင်းမမတ်တရားစကားပြောခြင်းတက္ကသိုလ်အဆောက်အအုံများကိုကြည့်ရှုစစ်ဆေးခြင်းများကိုလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့ကရင်ပြည်နယ်ဖားပေါ်ကမမောင်လမ်းမတစ်လျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ဖားပေါ်စစ်ပြူဟာစီကိုတက်ကူပေးနိုင်ဖို့အတွက်အချမ်းဘတ်စစ်ခွေးတပ်ဟာကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ကရင်နယ်ကြားဆောင်တပ် BGF နဲ့ခွဲထွက် DKBA တို့ရဲ့အကူအညီကိုရယူပြီးတော့ KNU တပ်မဟာငါ့ကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာစစ်ကောင်စီတပ်စစ်ကြောင်းနဲ့အတူ BGF ဗိုလ်ဗီဥဆောင်တဲ့ခွဲထွက် DGBA တပ်ဖွဲ့တွေဟာကမာမောင်းကတိုင်တီလမ်းမိုင်းကဝါရူကြီးရွာမှာအထိုင်ချနေထိုင်ပြီးတော့ကတိုင်တီဖာပေါ်ဘက်ကိုဥတီစစ်ကြောင်းထုတ်ဖို့စီစဉ်နေတာလို့တပ်မဟာငါပြောရေးဆိုခွင့်ရှိသူ ဘုံမူကြီးစောကလေးတို့ကပြောပြထားပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကဂရန်တီဘက်ကိုတက်လာတဲ့စစ်ကောင်စီတပ်ခွဲထွက် DGBA BGF ပူပေါင်းစစ်ကြောင်းတို့ကို KNU တပ်မဟာငါပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာကြောင့်စစ်ခွဲပူပေါင်းစစ်ကြောင်းပြန်လဲဆုတ်ခွာသွားခဲ့ရတယ်လို့ဘုံမူကြီးစောကလေးတို့ကပြောပါတယ်အခုထိတော့အဲ့ဒီကောင်တွေဝါဒူးရွာနားမှာပဲပြန်ပြီးတော့အထိုင်ချနေတယ် အပေါ်ကကတိုင်တိကိုတော့တတ်မလာသေးဘူးလို့ဘိုးမူကြီးစောကလေတို့ကပြောပါတယ် KNU တတ်မဟာငါထိန်းချုပ်ထားတဲ့ဖာပေါ်ကတိုင်တိလမ်းမိုက်တစ်လျှောက်မှာရှိတယ်တောင်သုံးလုံးစင်စွဲမထောကူးစိတ်စတဲ့တပ်စခန်းတွေပြန်လည်တင်းယူပြီးတော့နေမြေစိုးမုံနိုင်ဖို့နဲ့ဖာပေါ်အခြေကျစစ်ဗျူဟာစီကိုတက်ကူပေးဖို့နိုင်ဖို့အတွက်စစ်ခွေးပူပေါင်းစစ်ချောင်းကဒိုးစစ်စင်ဖို့ပြင်လာတာလည်းဖြစ်ပါတယ် ကရိုင်တီစခန်းကိုတော့ပြီးခဲ့တယ်ဇော်လာပိုင်းကစစ်ကောင်စီတပ်ကပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီးတော့တတ်ဆွဲထားပါတယ်စစ်ကောင်စီတပ်နဲ့အတူပူးပေါင်းတိုက်ခိုက်ပေးခဲ့တယ်ဂရင်လက်နက်ကအဖွဲ့နှစ်ဖွဲ့ဖြစ်တယ် BGF လက်အောက်ခံတရင်တစ်တုံညတစ်လေးတစ်တုံညတစ်သုံးနဲ့ကြာရင်ပေါ်တော်မူအထုဒေသဗိုလ်ပြီးဦးဆောင်တဲ့ခွဲထွက် DKB တပ်ဖွဲ့တို့ဟာစစ်ကောင်စီကကျင်းပပြုတ်လုပ်တဲ့ရွေးကောက်ပွဲကိုထောက်ခံနေတဲ့အဖွဲ့တွေလည်းဖြစ်ကြပါတယ် ် BGF တရရင်အမှတ်1313ကဖာပေါ်မြို့နယ်ကတိုင်တိချေးရွာမှာခြေဆိုင်ပြီးတော့တရရင်အမှတ်1314ကတော့ဖာပေါ်မြို့နယ်ကမမောင်မြို့အနီးဒရဦးချေးရွာမှာခြေဆိုင်ထားပါတယ်ဘိုးဘီဦးဆောင်တဲ့ခွဲထွက် DKB တပ်ဖွဲ့တွေကတော့ဖန်မြွ့နယ်တန်လွင်မြစ်အနောက်ဘက်ကန် KNU တပ်မဟာတစ်နယ်မြေကြာရင်ပေါ်တော်မူဒေသမှာဌာနချုပ်ပြုတ်လုပ်ပြီးတော့အခြေစိုက်တပ်ဆွဲထားပါတယ်လက်ရှိဖြစ်ပွားနေတဲ့၄ကီကောမြို့တစ်တိုက်ပွဲမှာ စစ်ခွေးတက်တဲ့အတူ BGF ကလည်းပါဝင်ကူညီတိုက်ခတ်ပေးနေပြီးတော့ DKBA တပ်ဖွဲ့ကတော့ဂျုံတိုးကော့ဂရိတ်လမ်းမိုင်းနဲ့အာရှလမ်းမိုင်းတိုက်ပွဲတွေမှာစစ်ခွေးတွေဘက်ကနေပေါ်ပေါ်တင်တင်ပါဝင်ပြီးတော့အားဖြည့်ပေးနေပါတယ်စစ်ခွေးတက်ဟာကရင်ပြည်နယ်အတွင်းက၄ကီကောမြို့တဲအပါအဝင်ဖားပုံကမမောင်းလန်ဂျုံတိုးနဘူးလန်ကော့ဂရိတ်ဂျိုင်းစိတ်ကြီးလမ်းနဲ့ဂျိုင်းစိတ်ကြီးဖျားသုံးစုလမ်းမိုင်းတွေကိုအပြည့်အဝပြန်လည်စိုးမိုးထိန်ချုပ်ထားနိုင်ရေးအတော့ကရင်လက်နက်ကိုင်အဖွဲ့တချို့ရဲ့အကူအညီနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာမြို့ပေါ်မိသက်စခန်းနှစ်ခုကဆိုင်ကန်60နီးပါးကိုဖယ်ရှားပေးဖို့အတွက်စစ်ကောင်စီလက်အောက်ခံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကစာထုတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေတီလာမျိုးပေါ်ကတော်ဝင်နန်းမီးပွိုင်အရှိတ်နဲ့ရေစင်ကြီးအနီးကမီးသက်စခန်းနှစ်ခုရဲ့အရှိတ်မှာစောက်ထားတဲ့ဆိုင်ကမ်းပေါင်း58ခန်းကိုဖယ်ရှားဖို့ဆိုပြီးတော့အော်တိုဘာလာတရက်နေ့ကစာရောက်လာခဲ့ကြောင်းမေတီလာမျိုးကန်တွေကပြောပါတယ်အဲ့ဒီဆိုင်ကမ်းတွေကို2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့ကတကြိမ်စာထုတ်ပြီးတော့နှင်ထုတ်ခဲ့ပြီးအခုကဒုတိယအကြိမ်မြောက်ထပ်မံနှင်ထုတ်တာဖြစ်တယ်လို့ဒေသခံတချို့ကပြောပါတယ်မီးသက်တိုက်ခန်းဝယ်သူတွေကချွေးနှဲစာနဲ့ဝယ်ထားကြတာပါမီးသက်ထဲမှာလဲဝန်ထမ်းမဟုတ်ဘဲနဲ့နေနေတဲ့သူတွေမှအများကြီးပဲလို့ တိုက်ခန်းရှင်တွေနဲ့နီးစပ်သူတို့ကပြန်လည်ပြောပြထားပါဗျ။တိုက်ခန်းရှင်တွေစီကိုပေးပို့တဲ့အစမှာ ဘယ်နေ့ဘယ်ရက်ဖယ်ပေးရမယ်ဆိုတာကိုတော့ရက်အတိအကျမပါဘူးလို့ပြောပါတယ်အကယ်၍ဖယ်မပေးဘူးဆိုရင် လုံထုံးလုံနီးနဲ့အညီလုံသွားမယ်လို့ချိန်ချောက်ထားကြောင်းသိရပါတယ်ပြီးခဲ့တဲ့ဩဂတ်လအတွင်းကလည်းမေထီလာမျိုးကရထားလမ်းပေးမှာနေတဲ့အိမ်တွေကိုဖယ်ရှားကြဖို့စစ်ခွေးလက်အောက်ခံဌာနတွေကစာထုတ်ခဲ့ပါသေးတယ်မေထီလာဟာအချက်ချာကြတဲ့နေရာဖြစ်တာကြောင့်နေပြီးတော့လို့လုံမယ်လို့အာနာသိန်းစစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်ကပြီးခဲ့တဲ့2024ခုနှစ်စက်တဘာလကမေထီလာကိုရောက်ရှိလာတဲ့အချိန်မှာထုတ်ပြောခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ Oh. ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ DNL ကတင်ပိုက်ထားတဲ့နမ်ဆန်မျိုးကိုစစ်ခွေးတပ်ကလေးရဲနဲ့ဘုံကျဲချမှုကြောင့်အသက်၁၀နှစ်အရွယ်မောင်စီယာအောင်နဲ့အသက်၁၃နှစ်အရွယ်မောင်ထွန်းမျိုးအောင်တို့တေဆုံးသွားပြီးတော့ ကလေး၆ဦးအပါအဝင်ပြည်သူ့ကိုယ်ဥထိမှန်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ၄ရက်နေ့နေ့လယ်၁၂:၂၈မိနစ်အချိန်နမ်ဆန်မြို့နယ်ဇဲတုံဟုံးကြီးရွာကိုစစ်တပ်ကတိုက်လေရင်နဲ့ပေါင်၂50ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အခုလိုမျိုးဘုံကျဲချမှုကြောင့်အသက်၁၀နှစ်အရွယ်မောင်စီရအောင်နဲ့အသက်၁၃နှစ်အရွယ်မောင်ထုံးမျိုးအောင်တို့ ဘုံစားထိမှန်တေဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်အသက်၁၀နှစ်အရွယ်မတ်မြတ်ဝန်းချေအသက်၁၂နှစ်အရွယ်မတ်ခင်ယူမေအသက်၉နှစ်အရွယ်မတ်တနာဆိုးအသက်၁၂နှစ်အရွယ်မတ်ခင်လာပြေနှင်းအသက်၁၃နှစ်အရွယ်မတ်ထွေးကြီးအသက်၁၄နှစ်အရွယ်မောင်ခန့်သူရိမ်မေအသက်၄၀အရွယ်ဦးတောင်တန်းအသက်၆၀အရွယ်ဦးဖိုးရှမ်းနဲ့အသက်၆၀အရွယ်ဦးပန်ကျန်းတို့ဟာလည်းဘုံကျဲချမှုကြောင့်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုတွေရဲ့နေအိမ်16လုံးလဲပြက်စီးသွားတယ်လို့သိရပါဗယ်။အလားတူပဲမနေ့ကမနက်ပိုင်းကအချမ်းမဆိတ်ခွေးတက်ကလေရင်နဲ့တီဝေါမျိုးနဲ့မန်ဟဲချေးရွာမှာတစ်ကြိမ်၊အုံမှုချေးရွာမှာတစ်ကြိမ်ဘုံလာရောက်ကျဲချခဲ့တယ်လို့သိရပါဗယ်။အော်တိုဘာလ2ရက်နေ့မှာလဲတီဝေါမျိုးနဲ့စံဖိတ်ချေးရွာကုမုဒရာဟိုတယ်မှာပြည်သူတွေရှိရာကိုရည်ရွယ်ချက်ရှိရှိနဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက် အဆောက်အဦတစ်ခုထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။ဒါ့အပြင်အော်တိုဘားလာ၂ရက်နေကလည်းဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့နံပါတ်2မျိုးတွင်းနဲ့ကိုလေရင်နဲ့ပေါင်900ဘုံတစ်လုံးလာရောက်ကျဲချခဲ့ရာပြည်သူ၃ဦးတိတ်ဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းအရောစကိုင်းတိုင်းဒုတင်လင်းမျိုးနဲ့ဇီရောရွာကိုအချမ်းဘတ်စစ်တပ်ကဝင်းအောင်စီးနှင်းပြီးတော့ပြည်သူ၅ဦးကိုဖမ်းဆီးကစစ်ဆောင်တဲများကိုမိရှုဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ3ရက်နေ့မှာမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့အင်အား80လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းဟာဘူးတလင်မြို့နယ်ဇီးတော်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့စစ်ဆောင်ပြည်သူများနေထိုင်တဲ့တဲများကိုမိရှုဖျက်ဆီးသွားတယ်လို့သိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာဇီးတော်ရွာကပြည်သူ9ဦးကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးကာအခုချိန်ထိကျေးရွာထဲမှာတပ်ဆွဲထားပြီးတော့ကျေးရွာအနီးတစ်ဝိုက်မှာလည်းကင်းမုံများချထားတယ်လို့သိရပါဗါးလက်ရှိချိန်မှာအဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့် မြို့ပေါ်ရွာပင်မဇီတော်ရွာထဏောင်းကုန်းရွာရွှေချောင်းလေရွာတရက်တူရိုးရွာနဲ့ဓီတော်တင်ရွာတို့ကပြည်သူ9000ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မင်းကညကလေးကဇီတော်ဖုန်ကြီးချောင်းထဲမှာဒီကောင်းတွေအထိုင်ချပြီးတော့အခုမနေ့ခင်းပိုင်းကိုဇီတော်ရွာရဲ့မြောက်ဘက်ကတဲတွေကိုမိရှုပ်သွားပါတယ်။ဇီတော်ကပြည်သူတွေကတော့မင်းကညကလေးကရှောင်နေကြတာပေါ့။ တိန်ရှောင်နေရတဲ့ကြေးရွာက9ရွာလောက်ရှိပါတယ်တချို့လဲရွာတွေကနေအပြင်ကိုမထွက်သေးပေမဲ့အစင်သည့်အနေထားနဲ့စစ်ခွေးစစ်ကြောင်တွာလာတာကိုစောင့်ကြည့်နေကြတယ်လောလောဆယ်တော့ကျွန်တော်တို့ကြားရတာက0ဘက်မှာပဲအထိုင်ချထားတာပေါ့ရှေကင်းအနေနဲ့0ရွာရဲ့မြောက်ဘက်ကိုထွက်တယ်လို့ကြားထားတယ်လို့ဘူးရလင်မျိုးဒေါင်ရစာပင်မသပိတ်စစ်ကြောင်ကတာဝန်ခံကိုမိုးချိုးကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံချာချင်းဆောင်ခရိုင်မှာရှိတဲ့စက်ရုံမှာမြန်မာအလုံသမား320ဦးကိုချိုးတင်အကြောင်းကြားချက်မရှိဘဲနဲ့စက်ရုံကလုထုတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာအလုံသမား320ဦးကိုလုတ်သက်လေးလမပြည့်ခင်ရုတ်တရက်အလုတ်ထုတ်လိုက်ပြီးဖြစ်ကြောင်းဂျားကန်အေဂျင်စီကလုံသမားများကိုအကြောင်းကြားလာတယ်လို့ပြောပါတယ်။အလုံယုံကအလုတ်ထုတ်ပယ်လိုက်တော့လေအလုံသမားများကိုဆက်လက်ပြီးတော့နောက်ဆက်တွဲတာဝန်ယူမှုမရှိတဲ့အတွက်အလုံသမားများက MHAC အဖွဲ့ထံမှအကူအညီတောင်းခံလာခြင်းဖြစ်တယ်လို့သိရပါတယ်။ အော်တိုဘားလ3ရက်နေ့မှာအလုံသမားများနဲ့ MHAC အဖွဲ့တွေ့ဆုံကဖြစ်စဉ်ကိုစုံစမ်းခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်သက်ဆိုင်ရာနယ်မြေခံထိုင်းအာဏာပိုင်များဌာနအသီးသီးကတာဝန်ရှိသူများနဲ့အတူဆက်ယုံဂျာဂန်အေဂျင်စီတို့ကိုခေါ်ပြီးတော့ညှိနှိုင်းခဲ့ရမှာအလုံယုံတာဝန်ရှိသူများနဲ့ဂျာဂန်အေဂျင်စီဘက်ကတာဝန်ရှိသူကအလုံသမားများရဲ့တောင်းဆိုတဲ့အချက်များကိုပေးဆောင်ရန်ဂရီကုတ်ဝေပြုတ်ခဲ့ကြတယ်လို့သိရပါတယ်။ သုံးရက်နေမှာကနေမြေကန်ဆော်ဝရီကန်ယုံမှာအစိုးရအဖွဲ့အသီးသီးရှိမှာတာဝန်ရှိတဲ့ဂျားကန်အေဂျင်စီကတာဝန်ခံကိုခေါ်ပြီးတော့အလုံသမားတွေရတဲ့နဲ့အခွင့်အရေးကို9ရက်နေမှာပေးဖို့အမိန့်ချထားပါတယ်အလုံသမားတွေရတဲ့နာအလုံးရမရ9ရက်နေအထိတော့စောင့်ကြည့်ရမှာပေါ့ မရရင်တော့အမှုဖွင့်ပြီးတော့ကျွန်တော်တို့အဖွဲ့အစည်းရဲ့ဥက္ကဋ္ဌ AAC ကိုရဲမင်းရဲ့လမ်းညွှန်မှုနဲ့အတူထိုင်းရောက်မြန်မာလူထုများကိုထိုင်းဥပဒေအတိုင်းဆက်ပြီးတော့ကူညီသွားမှာပါလို့ MHAC အဖွဲ့ကအမှုစီစစ်စီစဉ်ရေးနဲ့ပြန်ကြားရေးတာဝန်ခံကိုစင်ပိုင်ကပြောကြားထားပါတယ်။ထိုင်းနိုင်ငံမှာတရားဝင်မြန်မာလူထုများနဲ့ပတ်သက်ပြီးတော့လုပ်ငန်းခွင်ထဲမှာဖိနှိပ်ခံရခြင်းအလို့သမားအခွင့်အရေးချိုးဖောက်ခံရခြင်းများအတွက် MHAC အဖွဲ့က NUG အလို့သမားဝန်ကြီးဌာနများနဲ့အတူညှိနှိုင်းဖြေရှင်းပေးမှုများတောက်လျှောက်ဆိုးသလိုလှုပ်ဆောင်ပေးလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်ဆက်နေဆိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ